်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကော်မရှင်လေးချောင်းတိုက်ခိုက်မှုများအပေါ်ဗြိတိရှတန်ယုံအကြီးအကဲရှုံချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကော်မရှင်အနေဖြင့်ကလေးငယ်များအပါအဝင်အရတားပြည်သူများအပေါ်လေးချောင်းတိုက်ခိုက်မှုများဆက်လက်ကျူးလွန်လျက်ရှိပြီး UK အစိုးရအနေဖြင့်ထိုးလို့ရများအပေါ်ရှုံချကြောင်းရန်ကုန်ရှိဗြိတိရှတန်ယုံအကြီးအကဲမာစတာအန်ဒရူးဂျက်ဆင်ကပြောပါတယ် ၎င်းနေ့ဖြင့်မြန်မာနိုင်ငံတွင်စတင်တာဝန်ထမ်းဆောင်မှုနှစ်လတာအတွင်းအတွေ့အကြုံများအပါအဝင်မြန်မာနိုင်ငံအပေါ်ထားရှိသည့် UK အစိုးရ၏ကတိကဝတ်များကိုဂျမနီအော်တိုဘာ22ကဗီဒီယိုမှတဆင့်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။အခုလိုတိုက်ခိုက်မှုတွေကအင်မတန်ကြောက်မက်ဖွယ်ဖြစ်ပြီးလုံးဝရှောင်ရှားရမယ့်လောက်ရမျိုးဖြစ်ပါသည်။ဒီလောက်ရတွေကကလေးသူငယ်တွေရဲ့အခွင့်အရေးများကိုဆိုးရွားစွာဖောက်ဖျက်ခြင်းလည်းဖြစ်ပါသည်ဟုဆိုပါသည်။ UK အစိုးရအနေဖြင့်မြန်မာနိုင်ငံကလူခွင့်ရေးချိုးဖောက်ကျူးလွန်မှုများအလုံးအတွဲ့ တာဝန်ခံမှုရှိစေရန်ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်းလည်းပြောကြားပါရယ်။ထို့ပြင်လာမယ့်ရက်သတ္တပတ်များတွင်တန်နိုင်သမျှလူများများနှင့်စကားပြောနှာထောင်ပြီးမြန်မာနိုင်ငံ၏ကျွဲဝါသည့်မတူကွဲပြားမှုများအကြောင်းဖော်ပြသိရှိနိုင်ရန်လှိလာသွားမည်ဖြစ်ကြောင်း၎င်းကအသိပေးပါရယ်။အထူးသဖြင့်မြန်မာပြည်သူတွေရဲ့မျှော်မှန်းချက်ဖြစ်တဲ့ငြိမ်းချမ်းသောဒီမိုကရေစီအနာဂတ်အတွက် UK အစိုးရဘလို့အကောင်ဆုံးပတ်ဖို့ပေးနိုင်မလဲဆိုတာကိုဖော်ပြသိရှိအောင်လှိလာသွားမှာဖြစ်ပါရယ်ဟု Andrew Jensen ကဆိုပါရယ်။ ရခိုင်ပြည်နယ်တွင်စားနပ်ရိက္ခာအလွန်အမင်းလိုအပ်နေပြီးကမ္ဘာစားနပ်ရိက္ခာအစီအစဉ်၏အချက်အလက်များအရပြည်နယ်ရှိ58ရာခိုင်နှုန်းသောမိသားစုများမှကလေးများစားနပ်ရိက္ခာမဖူလုံကြတော့သည့်အခြေအနေများအပေါ်စိုးရိမ်ကြောင်းလည်းထည့်သွင်းပြောကြားထားပါသည်။ထို့ပြင်ဖီတိန်ပြည်သူများအနေဖြင့်မြန်မာတွင်မလကဖြစ်ပွားခဲ့သည့်ငလင်တုတ်ပြန်ဆောင်ရွက်မှုများအတွက် စတာလင်ပေါင်တန်း20ကျော်ထပ်ဆောင်ရန်ပုံငွေညှစ်တင်ခဲ့ကြကြောင်းရှင်ပြန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများမြန်မာမှအကူအညီလိုအပ်နေသည့်လူမှုအသိုက်အဝန်းများထံရောက်ရှိနိုင်ရန်ကုလသမဂ္ဂအပါအဝင်မိဖက်အဖွဲ့အစည်းများနှင့်ဖူးပေါင်းလှုပ်ဆောင်နေကြောင်းလည်းပြောပါရယ်ဆက်လက်ပြီးကြောက်ဖြူအမှတ်32ရဲတပ်ရန်ဤမှာအေအေကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင်းစစ်ကောင်စီတပ်သားတွေအကြအဆုံများစွာနဲ့ဆုတ်ခွာနေကြရတဲ့ဆွေသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ် တရုတ်စီမံကိန်းတွေများစွာရှိတဲ့ရခိုင်ပြည်၆ဖြူမြို့နယ်ရှိအမှတ်32ရဲတပ်ရင်းအနီးမှာ AA ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတွေအကြဆုံးများစွာနဲ့စုခွာနေကြရတယ်လို့ AA ရဲ့စစ်ရေးတရင်ရင်းမြစ်တွေစီကတီးရပါတယ်စစ်ကောင်စီဟာချောက်ဖြူမြို့နယ်တစ်ခုလုံးကိုအလုံးစုံသိမ်းပိုက်နိုင်ဖို့အတွက်စစ်အင်အားတွေအများအပြားဖြစ်တင်ကအရက်ကတက်တော် AA သိမ်းပိုက်ထားတဲ့နေရာတွေကိုပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ drone လေးကြောင်ရေးကြောင်တွေနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့လက်ရှိအခြေအနေအတိ အကြဆုံးများစွာနဲ့ရင်ဆိုင်နေစေဖြစ်တယ်လို့အေအေနဲ့နှီးဆက်တဲ့စည်ရေးသတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်ကောင်စီဟာအာရကတက်တော်အေအေလာတော်ကြာသိမ့်ပိုက်ထိန်ထုတ်ထားတဲ့အမှတ်၃ဆနစ်ရဲတပ်ရင်းရဲ့ကာကင်းစခန်းဖြစ်တဲ့ပြိုင်းစိကိကင်းစခန်းရှိကနှံဖဲ့တောင်နဲ့မင်းတပ်တောင်ကြီးရွာတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့အကြဆုံးတွေဆက်လက်ရှိနေစေဖြစ်တယ်လို့အေအေရဲ့စည်ရေးသတင်းရင်းမြစ်တူကသတင်းဌာနကိုပြောပါဗျ။စစ်ကောင်စီတပ်တွေကအေအေပြစ်ကွင်းတွေတက်ကိုထိုးစစ်ဆင်လာတော့အကြဆုံးများစွာရှိနေကြတာပါ စကစကစစ်ကြောင်းထုတ်လာရင်အေအေကနောက်ဆုတ်ပေးတယ်။သူတို့ရဲ့ပြစ်ကွင်းတွေကိုရောက်မှတိုက်ခိုက်တာဖြစ်ပါတယ်။အဲဒီလိုတိုက်ပွဲတွေဖြစ်တော့စကစစစ်ကြောင်းတွေဟာအကြအဆုံးတွေနဲ့စစ်ကြောင်းတစ်ခုလုံးပြက်ကထွက်ပြေးသွားကြတာရှိပါတယ်။အခုနောက်ပိုင်းမှာတော့စကစထိုးစစ်တွေကအလောက်စင်တာမျိုးမရှိတော့အေအေကပြန်လဲတန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်လို့အဆိုပါစစ်ရေးသတင်းရင်းမြစ်ကဆက်ပြောပါတယ်။ ရခိုင်စစ်မျက်နှာမှာအရှုံးနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဟာကြောက်ဖြူမြို့နယ်အတွင်းကိုစစ်အင်အားဖြည့်တင်းတာတွေအရင်ကထက်နေပါလာတာကြောင့်လက်ရှိမှာစစ်ကောင်စီတပ်ဟာအေအေတင်းထားတဲ့နေရာတွေကိုထိုးစစ်မဆင်တော့ဘဲခံစစ်ပုံစံနဲ့သာဆက်လက်ခုခံကာကွယ်နေတယ်လို့လည်းသိရပါဗျ။ ပြီးခဲ့တဲ့အော်တိုဘာလအလယ်ပိုင်းလောက်ကလည်းစစ်ကောင်စီတပ်ဟာအမှတ်သုံးဆန်းတဲ့ရဲတရင်အရှိကကာကင်းစခန်းဖြစ်တဲ့ပြိုင်းစိကိကာကင်းစခန်းကနေမင်းတပ်တောင်ဘက်ကိုစစ်ကြောင်းထိုးလိုက်ရာအာရကတပ်တော် AA ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သားတွေဟာအကြဆုံးတွေများပြခဲ့ပြီးတော့ပြိုင်းစိကိကာကင်းစခန်းတွေနဲ့သုံးဆက်နှစ်ရဲတရင်တွေကိုနောက်ပြန်ဆုတ်သွားကြတယ်လို့လည်းသိရပါတယ် စစ်ကောင်စီတပ်တွေဟာကြောက်ဖြူမျိုးနဲ့အတွင်ကအာရကတပ်တော် AA တင်ထားတဲ့နေရာတွေကိုထိုးစစ်ဆင်လာစဉ် AA ကလည်းတဖန်သူတို့ရဲ့ပင်မဆက်ကမ်းတွေဖြစ်တဲ့အမှတ်32ရဲတပ်ရင်းနဲ့တညဘဝတီရဲတပ်ဌာနချုပ်တွေကိုလက်နက်ကြီး drone တွေနဲ့ပစ်ခတ်ချိန်ချောက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ကလည်းစစ်ကောင်စီဟာအင်အားအလုံးကြီးနဲ့မလာကျွန်းကျေးရွာအနီးရှိတဘာဝတံခွေလက်ခံတူလောင်ပို့ဆောင်ရုံ OGD စက်ရုံအနီးနားရှိကာကင်းစခန်းတွေကနေပြီးတော့အာရကတက်တော် AA သိမ်းပိုက်ထားတဲ့လက်ခံမော်ရွာတစ်ပြင်ရှိ ငှက်ပြောချောင်းကုလပါနဲ့ဂေါ်သူဂျေးပါအနီကိုရုံအပါဝင် ရေချောင်းနဲ့အတူသွေးစစ်ဆင်လာခဲ့ပြီးကုလပါဂျေးပါအနီကိုရောက်တဲ့အခါမှာတော့အေအေကစနိုက်ပါရီနဲ့တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့အရာရှိတချို့သေဆုံးမှုတွေရှိခဲ့တယ်လို့လည်းကြောက်ဖြူစစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ကြောက်ဖြူမှာတော့ရေတက်ကလည်းမျိုးပပက်လေးကိုဝန်းရံထားတာရှိပါတယ်။သူတို့ကတော့ရေတက်တဲ့ drone ကိုအဓိကအသုံးပြုပြီး AA တင်ထားတဲ့နေရာတွေကိုထိုးစစ်ဆင်ဝင်တာပါ ရေပြင်မှာတော့စကားဆအဖွဲ့တွေတိုက်ခိုက်ရေးအပိုင်းမှာအဲ့ဒီလောက်ထိစွမ်းဆောင်ရည်မရှိပါဘူးတနတ်တန်ကြားရင်ထွက်ပြေးကြတာကြီးပဲအခုလဲအေအေကတက်လာတဲ့စစ်ကြောင်းတွေကိုစနိုက်ပါနဲ့ထောက်လျှောက်ပြနေတာဖြစ်ပါတယ်လို့ကြောက်ဖြူစစ်ရဲအခြေအနေကိုသိရှိသူတအုပ်ကပြောပါတယ်စစ်ကောင်စီဟာကြောက်ဖြူမြို့နယ်အတွင်းကထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုလည်းမြို့ပေါ်ရှိကရင်နှစ်ရဆက်ပြည်သူစေယုံကြီးနဲ့ကျက်စေယုံတွေမှာစေကူသားမှုခံယူနေရပြီးလက်ရှိမှာနေရာမလုံလောက်တာကြောင့်ရန်ကုန်နဲ့စစ်တွေမြို့ပေါ်ကိုရေချောင်းလေချောင်းကနေပို့ဆောင်မှုတွေဇက်တိုက်ရှိနေသေးတယ်လို့လည်းသိရပါတယ် လက်ရှိကြောက်ဖြူမြို့နယ်မှာအာရကတက်တော် AA နဲ့စစ်ကောင်စီတက်တို့ဟာဒီပုတ်တောင်ရေးတက်စခန်း၊ဒညာဝတီရေးတက်ဌာနချုပ်အနီးကကာကင်းစခန်းတွေအမှတ်32ရေးတက်ရင်အနီးကကာကင်းစခန်းတွေနဲ့တဘာဝတငွေလက်ခံသူလောင်ပို့ဆောင်ယူ OGD စက်ယုံအနီးအနာကကြေးရွာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ် ကြောက်ဖြူမျိုးနဲ့ကိုအရက်ကတက်တော် AA ကပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့လက်ရှိမှာ၈လနီးပါးခန့်ချာမြင့်လာခဲ့ပြီးပြက်က AA ကလည်းကြောက်ဖြူမျိုးကိုအလုံးစုံတင်ပိုက်ထိန်ထုတ်နိုင်ဖို့အတွက်စီရေးအရာပြင်ဆင်မှုတွေရှိနေတယ်လို့ AA ပြောခွင့်ရဥက္ကဋ္ဌကကပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့ကလည်းစစ်ကောင်စီဟာအရက်ကတက်တော် AA ကိုတိုက်ခိုက်ဖို့အတွက် မြို့ပေါ်ရှိတရင်တွေကနေရှေတန်စစ်မြေပြင်ကိုဒရုန်းပုံသီးတွေပို့ဆောင်ဖို့အတွက်ကားပေါ်ကိုအတင်အချပြုလုပ်နေစဉ်အတွင်မှတပ်ဖွဲ့ဝင်တအူးစီကလက်ပစ်ပုံတလုံးချရောက်ပောက်ကွဲမှုကြောင့်စစ်ကောင်စီဘက်ကတက်ချက်ကြီးနှစ်ဦးအပါအဝင်စစ်တီ၅ဦးပွဲချင်းပြီးတည်ဆုံခဲ့ရတယ်လို့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ ကြောက်ဖြူမျိုးမှာတညဝတီရေးတက်ဌာနချုပ်ခလာရ34ခမာရ942ခမာရ943အမတ်32ရေးတက်ရင်တောင်မော်ကြီးရေးတက်စကန်အုံချွင်ရေးတက်ဌာနခွဲတို့ရှိပြီးရေးတက်အင်အားကောင်းတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်ဆလပီပြည်သူတို့ဆင်းရဲဒုက္ခတာရှည်စေမဲ့ရွေးကောက်ပွဲအတူကိုနိုင်ငံတကာကပြတ်သားစွာပယ်ချရန်တိုက်တွန်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်စစ်အာဏာရှင်စနစ်နှင့်ပြည်သူတို့၏ဆင်းရဲဒုက္ခများဆက်လက်ရှိကြစေမည်စေအုပ်စုအတူရောက်အလိညာရွေးကောက်ပွဲကိုလုံးဝလက်မခံဘဲပြတ်သားစွာပြေချရန်အလေးနက်တိုက်တွန်းကြောင်းတမ္မတ်ကြီးကပြောကြားလိုက်ပါတယ်။အော်တိုဘာ23ရက်ကုလသမဂ္ဂ၌ကျင်းပသည့် Assistant in Mine Action ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုအစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ္မတ်ကြီးဦးကျော်မိုးထွန်းကမင်းကွန်းပြောကြားစဉ်ရင်းသို့ပြောကြားခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူများအပေါ်မယိမ့်မယိုင်ထောက်ခံကူညီမှုပေးရန်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့နိုင်ငံတကာအသိုက်အဝန်းအားတောင်းဆိုကြောင်းလည်းပြောထားပါတယ်။မြန်မာပြည်သူတွေကရှင်းနေစစ်တပ်ရွေးကောက်ပွဲကိုအခုကတည်းကမဲစရင်လုံးဝသွားမကြည့်ခြင်းနည်းနဲ့အတန်တိတ်ခန့်ကွက်နေကြပြီးနိုင်ငံတကာအနေနဲ့ရွေးကောက်ပွဲကိုကန့်ကွက်ယုံတင်မကဘူးလက်တွေ့တည်ရောက်တဲ့နီလန်းတွေနဲ့မြန်မာပြည်သူတွေအတွက်လိုအပ်တဲ့အကူအညီတွေပံ့ပိုးချဖို့လိုမယ်လို့ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်ဖားရှင်တအူကသတင်းဌာနကိုပြောပါတယ်။ စစ်အုပ်စု၏ပြည်သူလူထုအပေါ်ကျူးလွန်သည့်ရက်စက်ကြမ်းကြုတ်မှုများမှာအချို့သောအဖွဲ့ဝင်နိုင်ငံများကစစ်အုပ်စုထံစစ်လက်နက်ပစ္စည်းများတိုက်လေယာဉ်များတိုက်လေယာဉ်စီစစ်ဖက်အရက်ဖက်နှမျိုးသုံးပစ္စည်းများနှင့်ဤပညာများရောင်းချခြင်းသို့မဟုတ်လွှဲပြောင်းပေးခြင်းတို့ကြောင့်ဆက်လက်တည်မြဲနေခြင်းဖြစ်ကြောင်းထို့ကြောင့်အဆိုပါအဖွဲ့ဝင်နိုင်ငံများအနေဖြင့်စေအုစုအားဗန္ဒာရေးနှင့်စည်ရေးအကူအညီပေးခြင်းကိုချက်ချင်းရပ်တန့်ရန်တောင်းဆိုကြောင်းလည်းဆိုပါရယ် အောက်တိုဘာ23ရက်မတန်ဆွမ်းသူများဆိုင်ရာအပြန်လန်ဆွေးနွေးပွဲတွင်လည်းတမ်မတ်ကြီးကမတန်ဆွမ်းသူများကိုပင်အကြံဖတ်တက်ဖြတ်နေသောစေအုပ်စုအလုပ်ရမများကိုဖွင့်ချခဲ့တယ်လို့စေအုပ်စုအတူရောင်ရွေးကောက်ပွဲကိုလည်းကန့်ကွက်ခြင်းအပြင်မြန်မာနိုင်ငံရှိမတန်ဆွမ်းသူများ၏အခွင့်အရေးအမြင့်တင်ကောက်ပွဲပေးချရန်နိုင်ငံတကာအသိုက်အဝန်းတို့တိုက်တွန်းခဲ့သည်။ကျမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။